ကျွန်မညီမလေးကလေးမိဖွားရင်းနဲ့မိရင်းနဲ့မှာကလေးလေးဆုံးသွားတဲ့ကိမိခင်ဖြစ်လာမယ်မမေလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အဲ့လိုမနေ့နှစ်နာရီလောက်မှာရေမောပေါက်တဲ့အိမ်မှာပဲမောပေါက်တော့ချက်ချင်းပဲစေယုံတက်တယ်စေယုံတက်တော့ဇာမားတွေစစ်တယ်လိုသေးတယ်ပေါ့မွေးဘွားအိမ်ကလည်းသုံးလုံးပဲပွင့်သေးတယ်ခုနရှင်ကိုမေးတယ်ပေါ့နော်ရိုးရိုးမွေးချင်လားခွဲမွေးချင်လားအဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ရိုးရိုးပဲမွေးချင်တယ်ဟုတ်ပြီအဲ့ဆိုရိုးရိုးမွေးဖို့စောင့်မယ်ပေါ့စောင့်တော့ကျမပြောချင်တာမနေ့နှစ်နာရီကဘိုင်းနာလို့သွားတဲ့လူနာကို ရိုးမွေးလို့မရရင်ကွဲမွေးရမှာဆရာဝန်ရဲ့ထုံးစံမဟုတ်ဘူးလားကလေးကဗန္ဒနာကြီးမှာမွေးလဲဆိုတော့ညနေ3:00နာရီမှာမွေးတယ်ကလေးကအလုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင့်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ကိုဝင်ဆောင်တဲ့မျိုးသမီးတယောက်ကနော်ဘိုင်းနာလို့ဆိုပြီးတော့စီးအောင်သွားတဲ့အချိန်မှာနော်သူကယူယူမွေးဖို့စီစဉ်ထားရဲဆိုပေမဲ့လည်းနော်သူကကလေးကိုထွားမှန်းမသိဘူးရှင့်ဆရာဝန်တွေကလည်းကလေးကမထွားဘူးလို့ပြောထားတော့နော်သူကယူယူပဲမွေးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာရှင့်ဘိုင်းနာလို့စီးအောင်ရောက်တဲ့အချိန်ထိနော်ယူယူပဲ မွေးတာရှင်မွေးနေတဲ့အချိန်မှာနော်ကလေးကနော်73ပေါင်တော့ရှိတဲ့အတွက်နော်ဒီအမကကလေးကိုဘလုံးမမွေးနိုင်တော့ပဲနဲ့နော်အားကုန်တဲ့အထီကိုဖြစ်သွားတယ်ရှင်အချိန်မှာနော်ဆရာဝန်တွေကလာပြီးတော့နော်လူကြီးတွေကိုမေးတယ်နော်မိရှင်နဲ့ကလေးသက်ကိုဘယ်ဟာရွေးမလဲဆိုပြီးတော့လာမေးတယ်ရှင်အဖိုးဖွားဖြစ်သူတွေကနော်ကလေးကမရှိလို့ရှင်နောက်ထပ်ထပ်ယူလို့ရတယ်နော်မိခင်ကစုံပါတော့လို့ရှင်နော်သူတို့သားသမီးဆိုတော့သူက မိခင်ကိုပဲရွေးလိုက်တယ်ရှင် ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မိခင်ကနော်ကိုယ်ကလေးဆုံးမတော့မသိရှာဘူးရှင်ဒီကလေးလေးနော်ဆုံးသွားရတဲ့အကြောင်းရင်းကိုပြောပြလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်မိန်းကလေးအနေနဲ့လည်းတတိထားလို့ရအောင်လို့ပြန်လည်ဝင်ပြန်လိုက်ခြင်းဖြစ်ပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျမညီမလေးကလေးမိဖွားရင်းနဲ့မိရင်းနဲ့မှာကလေးလေးဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးနဲ့အရင်ပြပေးတာပေါ့နော်စာနဲ့ comment တွေပြန်တဲ့ခါကျတော့လည်းမပြည့်စုံတဲ့ခါကြီးရှိတော့နောက်ပြီးတော့မေမေလောင်းလေးတွေပေါ့နော် ျမညီမလေးလိုမျိုးမိခင်ဖြစ်လာမယ်မမေလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အဲ့လိုလေးလည်းပြောလို့ရတယ်လို့မျိုးအကြံပေးရပေါ့နော်ကျမတို့တွေးချုံခဲ့ရတဲ့ဟာလေးကိုမျှဝေပေးရပေါ့နော်ဖြစ်စင်ရဘလို့လဲဆိုတော့ကျမတို့ရဲ့ရောက်ဒီတိုင်းအင်ကပူမျိုးနဲ့ထူးကြီးမျိုးပေါ့နော်တိုင်နေပြည်သူစေယုံမှာကျမညီမလေးကမိဖွားတာမိဖွားတော့ကလေးက73ပေါင်ရှိတယ်ရွရွမွေးရင်းနဲ့ကလေးမမွေးနဲ့လို့ဆုံးတာပေါ့နော် အဲ့ဒါကိုရှင်းပြရမယ်ဆိုလို့ရှိရင်ညီမလေးကဝါတယ်ဟိုဝါတယ်ပြီးလို့ရှိရင်ဘိုက်ကောက်ထူတယ်ဗောနော်ဘိုက်ကောက်ထူတယ်ပြီးလို့ရှိရင်ညီမလေးမှာကအရင်ကလေးလေးတူးလေးဗောနော်တူးယောက်ျားလေးတုန်းကလည်းလာမစေပဲမွေးလို့ဆိုပြီးတော့လာမစေပဲမွေးလိုက်တာဗောနော်လာမစေတော့ကလေးကဘာမတင်လိုက်ဘူးဗောနော်အဲ့လိုပဲဈေးယူမှာပဲမွေးတာကလေးပထမတစ်ချိန်ဆုံးရှုံးထားမှုတယ်ဗောဆုံးရှုံးထားမှုတယ်အခုကဒုတိယတစ်ချိန် ဒုတိယတစ်ချိန်မှာ तू အဲ့လိုဖြစ်မှာဆိုလို့ तू ကြောက်တော့ဇာဝင်နဲ့အပ်တယ်စပြီးတော့ဘိုက်ကြီးရဲ့ဇာဝင်နဲ့ပြရတယ်ပြောရှင်ဘိုက်ကြီးပြီးတော့3လလောက်မှာလာမသိဘူးအန်တော်ဆောင်ရိုက်တယ်ပေါ့နော်ကလေးနေသားလေးတည်ခြင်းလို့အန်တော်ဆောင်ဒီဘိုက်ရိုက်တော့ဘုံအစဉ်ပြေတယ်အဲ့ရနေပြီးတော့ရိုးရိုးမွေးမယ်ပေါ့နော်ရိုးရိုးမွေးမယ်ဆိုတော့စိတ်ကလေးနဲ့ဘူဒီမွေးကနီးဖြစ်သွားရောပေါ့နော်မွေးကနီးဖြစ်သွားတဲ့ခါကျတော့မွေးကနီးမှလည်းမမိခင်မဆိုအန်တော်ဆောင်အစ်တထရိုက်ရတယ်နော်ဇာဝင်ကြီးကလည်းရိုက်ခိုင်းတယ်လေ အရင်မှာအထောင်ဆောင်အခုအစ်တထက်ရိုက်တဲ့မွေးကာနီမှာလည်းကလေးနှလုံးကုန်စံနေအကုန်မှန်နဲ့ကလေးရကျမ်းမကြီးကောင်းနဲ့မိခင်ရရွရွမွေးမယ်ဆိုလို့ရှိရင်လည်းမွေးလို့ရတယ်ပေါ့နော်အလုံးနဲ့ညီမတို့တည်ထားတာနေပြီးတော့မမွေးခင်မိမပွားခင်နဲ့ရဲလောက်လို့မှာလက်လက်တယ်ပေါ့နော်လက်တယ်ဆရာမတူးနဲ့လည်းအလိုမျိုးသူတို့ပြကြည့်လိုက်တဲ့ခါကျဆရာမဟိုဘယ်လိုပြောဘကြီးအရန်ပူနေရောပေါ့နော်ပြကြည့်တယ်ဆရာမ အကလေးအရန်မထွားဘူးတဲ့ကလေးညက်တယ်တဲ့ဘက်ကောက်ကြီးထူလို့ပေါ့နော်ရေများပြီးရောတဲ့ဘက်ကောက်ကြီးထူလို့အရန်ပူနေတာပါလို့အစီအမကိုအရန်ပြောတယ်အဲ့အနေပြီးတော့မနေ့က22ရက်နေ့ပေါ့နော်မနေ့က22ရက်နေ့မှာအမနေ့နှစ်နာရီလောက်မှာရေမွားပေါက်တယ်အိမ်မှာပဲပေါက်တာပြီးတော့ကျမတို့အိမ်နဲ့စေးရုံနဲ့ကလန့်ခွင်အောင်ကြားတယ်နင်းနီလေးအဲ့တော့ရေမွားပေါက်တော့ချက်ချင်းပဲစေးရုံတက်တယ်စေးရုံတက်တော့ဆီယမားတွေစစ်တယ်ဆီယမားတွေစမ်းနေပေါ့နော်စမ်းတက်တော့လူသေးတယ်ပေါ့မွေးဘွား လိုသေးတော့ရက်လိုတာတော့မဟုတ်ဘူးပေါ့နော်။နိုင်ပိုင်းလိုသေးတယ်ပေါ့။အဲ့ရနေပြီးတော့၄နိုင်မှဆရာဝန်ကြီးကရောင်းလဲတယ်တဲ့။ကျမတို့ရှီမှဆရာဝန်ကြီးကရောင်းလဲတဲ့ချိန်တက်တက်ရှိတယ်။ဆရာဝန်ကြီးကရောင်းလဲတယ်ဆိုတော့၄နိုင်မှကြည့်လိုက်တော့တိန်ရလက်သုံးလုံးပဲပွင့်သေးတယ်လူနာလူနာရှင်ကိုမေးတယ်ပေါ့နော်။ရိုးရိုးမွေးချင်လား၊ခွဲမွေးချင်လား။ဆိုတော့မိဘတွေကတော့ဆရာရဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ရိုးရိုးပဲမွေးချင်တယ်။ကျတော့အဲ့ရနေကဲဟုတ်ပြီအဲ့ဆိုရိုးရိုးမွေးဖို့စောင့်မယ်ပေါ့။စောင့်တော့ကျမပြောချင်တာအနက်နနာကြီးတွေကဘိုင်းတာလို့သွားတဲ့လူနာကို ရိုးရိုးမွေးလို့မရရင်ကွဲမွေးရမှာဆရာဝင်ရဲ့ထုံးစံမဟုတ်ဘူးလားအဲ့တခုပေါ့နော်နောက်ပြီးအဲ့ဒီချိန်ကနေပြီးတော့ကလေးကဗန္ဒနာကြီးမှာမွေးလဲဆိုတော့ညနေ3:00နာရီမှာမွေးတယ်ကလေးကအဲ့ကြားထဲမှာဘယ်သူမှဘာမှမပြောကြဘူးလေဘိုက်ကအရန်နာလာတယ်ညနေမွေးခါနေမှာပေါ့နော်ညနေမွေးခါတော့ဘိုက်အရန်နာလာတဲ့ခါကျတော့ဆရာဝင်ကပြောတယ်ယူယူမိဘတွေမွေးရပါယူမွေးချင်တာခွင့်မွေးချင်တာအဲ့ချိန်ဒီဘိုက်တွေကကလေး73ပေါင်ဆရာဝင်မသိဘူး ဘယ်ထဲမှာကလေး73ပေါင်ဖြစ်နေတာစိတ်ရအောင်မသိဘူးလေအာယူယူမွေးရင်တော့ကွေးမွေးစားမချိုးမလို့ရတာနော်ကလေးတွေဒါထွန်းစားယူယူမွေးဖို့မှာဖြစ်နိုင်တယ်မိဘတွေကဆရာရဲ့ဖြစ်နိုင်ရင်တော့ယူပဲမွေးရှင်တယ်ဒါပေမဲ့ခွဲရမယ်ဆိုရင်တော့မတတ်နိုင်ဘူးပေါ့ဒါပေမဲ့ဆရာဝင်ကလုံးဝတတိယခွဲရမယ်လို့မပြောဘူးဒီယူယူမွေးဖို့ပဲစောင့်တော့ညနေပိုက်ရမ်းလာတဲ့အချိန်ကျတော့အရင်ပိုက်ရမ်းလာတဲ့အချိန်မှာတဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တဲ့လူကြီးအသက်ကောကလေးအသက်ကောလူပါမှာတဲ့ဆိုတော့ မိဘဘက်ကစဉ်းစားကြည့်ပါဦးမတို့ရဲ့အဲ့ဒါလည်းယူယူမွေးရမယ်ပေါ့ယူယူမွေးရောကလေးကညစ်တော့ဒီမလေးကသူလည်းသူအားကြီးတယ်လို့ပေါ့နော်သူ့ဘိုက်ထဲမှာသူတိတာကအဲ့နတ်မအဲ့ဆီယာမကြီးပြောတဲ့ဘိုက်ထဲကကလေးကအရင်မထွားဘူးဆိုတာပဲသူတိတဲ့အတွက်ကြောင့်မို့သူသူသမီးလေးကိုသူမရရအောင်သူညစ်ပြီးမွေးတယ်ပေါ့နော်မွေးတော့ကလေးကကောင်းထွက်လာပြီညနေ3:00နာရီမှာကလေးကောင်းထွက်တဲ့အခါကျတော့ကလေးကအရင်ထွားနေပြီ3ပေါင်ဆိုတာအမတို့ကကြားဘူးကြလား ကလေး73ပေါင်ဆိုတာကျမတော့ဒီကျမအသက်ဒီကလေး73ပေါင်တော့မကြောက်ဘူး9ပေါင်တော့မှပဲမိဘတွေအသေးအံမွေးရတာလေအော်ကလေး73ပေါင်ဆိုတော့ကလေး73ပေါင်ရသူမရမကညစ်ပြီးမွေးတော့ကလေးကောင်းထွက်လာပြီမေရဆက်မညစ်နိုင်တော့ဒီ73ပေါင်ကလေးကိုမေရဆက်မညစ်နိုင်တဲ့ချိန်မှာဆရာဝန်ကဘာပြောလဲဆိုတော့ဒီကောင်းကိုအသေးပြတ်တဲ့ပြီးဘိုက်ကိုခွဲမယ်ဆိုရင်နှစ်ယောက်သလုံးမလွယ်ကူဘူးပေါ့နော် မိဘတော့မိခင်ရောကလေးရောမလွယ်ဘူးဆိုတော့အဲ့အချိန်မှာတက်ပြီးတော့လူနာရှင်တို့တက်မေးတယ်လူနာရှင်တို့တက်မေးတာဘုံနောက်ဆုံးပြောတာပေါ့နော်မိခင်တဲ့ကလေးတဲ့ဘယ်တရားရောက်တော့စွန့်လို့ရမယ်ပေါ့ဆိုတော့ဒီလူနာရှင်မိဘတွေကလည်းစွန့်လို့ရမယ်ဆိုလို့ရှင်အမလို့စဉ်းစားကြည့်ပါဦးကလေးဆိုတာပြန်ယူလို့ရတယ်ပေါ့လူကြီးတွေဆိုတာကလည်းဂုကေလိုမျိုး သူတို့ပြောမလဲအသိပညာတွေမကြွယ်ဝနေဘူးလေဒီစီယာဝင်းလေးပြောတဲ့စကားကိုပဲသူတို့မှာသုံးဖြတ်ကားပေါ့နော်အဲ့ချိန်မှာသူတို့ကိုယ်တိုင်လည်းမိခင်တွေပြင်နေတဲ့အတွက်ကြောင့်သူတို့သမီးလေးကိုပဲသူတို့ယူရတယ်ပေါ့နော်ကလေးကိုတော့ဆရာရဲ့ဖြစ်နိုင်ရင်တော့သမီးနီယောက်ဆိုလို့လိုချင်တာပေါ့မဖြစ်နိုင်တော့ဘူးဆိုရင်လေမေဦးပဲယူပါမယ်လို့ဆိုတော့ဆရာဝန်ကအဲ့စကားနဲ့ပဲ လူနာရှင်တွေဘက်ကလည်းအစကားပြောပြောဆရာဝန်ကကလေးကိုညက်တယ်နဲ့သူတို့ကြောင်သူတို့စိတ်ထဲမှာကလေးတရားရင်မကြည့်တော့ဘူးသူတို့ကလေးရသူတို့လက်ထဲမှာပဲကလေးကပြောမစုံကလေးကိုတပ်ပြီးထုတ်လိုက်တဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုနဲ့ကျမတို့မလေးကိုဆုံးရှုံးလိုက်ရတယ်ပေါ့နော် ဆရာဝန်ကဖိုက်တရကလေးစတဲ့ပုံမှန်ဆိုတော့နည်းတဲ့အကောင်မျိုးဟုတ်နော်ခုခေတ်ကတော့9ပေါင်6ပေါင်ဆိုရင်တော့မယူးယူးမွေးသွားမလွယ်ဘူးကြောက်ဘူးနော်ခုခေတ်ကခွဲမှုကြတာများနော်အရင်ကမှအန်တီများနော်စိတ်မကောင်းဖြစ်ရ3ပေါင်မတီးဘူးတဲ့မတော်ရဲ့စဉ်းစားကြည့်ကြပါဦးဂျမဂျမလေးမတော်မွေးလဲရတယ်အဲ့ဒီကလေးလေးကိုသူ့သမီးလေးကိုအားနေမယ်နဲ့အခုဘလို့လဲဆိုတော့လေ ညီမလေးကသွေးရလဲသုံးမလင်းသွေးရတယ်သူကသွေးလေးလိုလိုပေါ့နော်ခုကြတော့တစနေရင်ညနေရကလေးမွေးထားတဲ့ကလေးမေကဒီမနေ့ရောက်တော့သူလက်ရောက်ချင်တယ်တဲ့သူသမီးလေးကိုလည်းသူတို့ဘာမှမေးရောကျမတို့ကလည်းလိန်ရလားမိဘတွေကလည်းလိန်ရတာသမီးရဲ့ကလေးကထွားတော့အသက်ယူကမွေးရတာပေါ့နော်လက်ဘင်းကသမီးမွေးတဲ့အချိန်မှာလက်ဘင်းညင်ပြီးသူတို့ပြုတ်ကလေးက အသက်အသက်ရှူစက်နဲ့အောက်ဆီဂျင်လေးနဲ့အသက်ရှူနေရတယ်ပေါ့အဲ့မျိုးလေးလိမ့်တာတော့သူအရာလေးဟိုးပဲသူစိတ်ထဲမှာအော်သူသမီးလေးတဲ့သူဆူတောင်းနေတာသူရဲကြောင်နေရအရင်ကလေးလေးလို့သူဖြစ်မှာကြောင်နေတာမိဘတွေကလိမ့်တာတော့သူတွေးချင်တယ်လေသူသမီးကိုခဏခဏမေးနေမိဘတွေကအဲ့လိုပဲလက်ပတ်ပြီးလိမ့်တယ်မနေ့ကကြာသူလမ်းလျှောက်ချင်တယ်ဆိုအင်းမိဘတွေက အဲ့သမီးရဲ့တဲ့အခုမှမွေးတာပေါ့နော်ချက်ကြီးလဲရောက်လို့ဘယ်မှာပြုံးမလဲတက်တာမှရှောက်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သူ့အစိမ့်ဘူးတော့ဘူးရဲ့သမီးမြင်မြန်တက်တာမှသမီးသမီးလေးကိုချီရမှာတဲ့အဲ့လိုပြောတဲ့မိခင်တရားပဲရှင်နေရခံစားချက်တည်းဟုတ်အဲ့စီအောင်နေနားလဲပြီးနိုင်သိကောင်းပါပဲလို့ဘသူအပြစ်လို့လဲမပြောချင်ပါဘူးဘသူအပြစ်ပေါ်မှလည်းမသိဘူး လေးစသုံးမအောင်မသိတဲ့ဆရာဝန်ရဲ့အပြစ်လားတမမို့လူကြီးနဲ့ကလေးကိုရွေးလိုက်တဲ့ကျမအမေရဲ့အပြစ်လားတမမို့ကလေးကမထွားဘူးသူပြောပြောလိုက်တဲ့ဆရာမရဲ့အပြစ်လားကျမတို့မောင်နှမတွေအနာမမနေပြီနဲ့ကျမတို့မောင်နှမတွေရဲ့အပြစ်ပဲထင်ပါတယ်ကိုရီးယားအကြီးဖြစ်ပြီးတော့ကိုညီမလေးကိုမဆောင်ချောင်းနိုင်ဘူး။ ကူပေါ့နော်မေမေပြစ်မဲ့ညီမလေးတွေရော အမတွေရောပေါ့နော်ဒီမညီမလေးလိုမျိုးမဖြစ်ဖို့ကယူဆိုင်ကြပါလို့စီယာဝင်နေဆိုဘလောက်ပဲသူတို့ပညာတတ်တယ်သူတို့ဈေးပညာကိုဘလောက်ပဲတော်ပါလဲပဲပြောပြောတော်ရစီယာဝင်ရှိသလိုမျိုးစီယာဝင်လက်ချက်ကြောင့်အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိပါတယ်လို့ အခုလက်ရှိတီတော့ညမညမလေးကိုမြင်ပုံတော့မပြောရဘူးတနာဆုံးလို့ဒီနေ့မှလည်းရန်ကန်စားရတယ်ဘူကန်စားနေရတဲ့ညမညမလေးတို့အမတို့ဒီဗီဒီယိုလေးဆောင်းကြည့်ပြီးသွားရင်မိခင်တွေမိခင်တွေပေါ့မိခင်ရောကလေးရောတွေအဖေစကားလေးနဲ့ဆူတောင်းစကားလေးပြောခဲ့ကြပါဦးလို့ Q 币六级，你马上就开始你抗 P 的路线。 ဒါကြောင့်မလို့ကလေးမင်းမနေနေတွေအနေနဲ့ရောကိုယ်ဝန်ဆောင်မင်းမတွေအနေနဲ့ရောနော်ကိုမွေးမနေရကိုတေချာရေးတင်နေချက်ဆရာဝန်နေနဲ့လည်းနော်တေချာတိုင်းနဲ့ဆွေးနွေးပြီးတော့ဆရာဝန်တွေပြောတဲ့စကားတိုင်းကိုပဲကိုကလည်းနော်မယုံလို့လည်းမရတယ်လို့နော်အကုံယုံလို့လည်းမရလို့ရှင်ဒါကြောင့်မလို့ကိုကိုကိုလည်းဂရုစိုက်ဖို့လိုတယ်လို့နော်တိတက်ကျွမ်းကျင်တဲ့ဆရာဝန်နေနဲ့လည်းတေချာတိုင်းပြီးတော့ပြတင်နေရှင်ကလေးမွေးပွားတယ်ဆိုရင်နော်လွယ်ကူတဲ့အရာမဟုတ်ရှင်အခက်မသိရင်နော်ကိုယ်အသက်လည်းစည်းရတယ်ကလေးတက်တာစည်းရနိုင်တယ်နော် ုမျိုးကလေးဆောင်ချင်လာတဲ့မိခင်တွေကလည်းနော်ဘလို့မှဖြည့်သိမ်းလို့ရမှာမဟုတ်ရှင်ကိုယ့်ရဲ့သားသမီးကိုဆိုနော်ဘယ်မိခင်တိုင်းမဆိုနော်ချစ်ကြတာပဲရှင်ဒါကြောင့်မလို့ခုချစ်နေတဲ့သူတွေလည်းကိုယ်ဝန်ဆောင်မိခင်တွေခရင်းမှုလည်းမိမိလေးတွေပါတယ်ဆိုရင် view ဆိုင်ကြပါရှင်ညီမရဲ့ video လေးကတော့ဒီလောက်ပါပဲရှင်နောက် video လေးမှာပြန်လည်ဆုံတွေ့ကြမှာရှင်